ိုင်းလှ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာလူနေအဆောက်အုံတွေလမ်းတံတားတွေပြိုပြက်ခဲ့တယ်လို့ရှေးဟောင်းအဆောက်အုံတွေလည်းပြိုပြက်ခဲ့ရပါတယ်။ငလင်တန်းကြောင့်မြန်မာပြည်တွေရဲ့မင်းနေပြီးတော့ဖြစ်ခဲ့တဲ့မန္တလေးမြို့အပါအဝင်ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ရှေးဟောင်းအဆောက်အုံတွေလည်းအုပ်ပုံဖြစ်ရောက်ရှိခဲ့ရပါတယ်။အဲ့ဒီထဲမှာမန္တလေးတိုင်းထဲမှာရှိတဲ့အင်းဝမြို့ဟောင်းလည်းပါဝင်ခဲ့ပါတယ်။ ၁၄ရာစုကနေ၁၉ရာစုအထိမြမဘရင်တွေထိနှံဆိုးဆန့်ခဲ့တဲ့အင်းဝမြို့ဟောင်းကိုယတနာမြို့လို့တင်စားခေါ်ဝဲခဲ့ပြီးဒီနေရာမှာရှေးဟောင်းအဆောက်အုံ962ခုရှိပြီးရှေးဟောင်းဖျားစီတွေလည်းများစွာရှိပါတယ်။အင်းဝမြို့ဟောင်းဟာကမ္ဘာလှည့်ခရီးသည်တွေကိုအ धिक ဆွဲဆောင်နေမြို့လည်းဖြစ်ကောင်း UNESCO ရဲ့ကမ္ဘာအမွေအနှစ်စည်းရုံးဝင်ဖို့ပြင်ဆင်နေရလို့လည်းဆိုပါတယ်။ ဒါပေမဲ့ပြင်းထန်တဲ့ငလင်ကအရာအလုံးကိုအပြောင်းလဲဖြစ်စေခဲ့ပါတယ်။ငလင်ဘေးကြောင့်မန္တလေးမြို့တောင်ပတ်အင်းဝမြို့မှာရှိတဲ့မဲနုအုပ်ကျောင်းလို့လူသိများတဲ့မဟာအောင်မြေဆန်ကျောင်းတော်ကြီးလည်းပြိုကျပျက်စီးခဲ့ရပြီးအဲ့ဒီငလင်တန်းကျောင်းမဲနုအုပ်ကျောင်းရဲ့6ပုံ7ပုံလောက်ဟာပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။ ရန်ကုန်မန္တလေးအမြန်လမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပိတ်ပင်တားဆီးစစ်ဆေးမှုတွေကြောင့်ငလင်ဘေးဒဏ်တင်ဒေသတွေကိုအရေးပေါ်ကူညီကယ်ဆယ်ရေးသွားလာရမှာလမ်းခရီးအချိန်ကျကြာနှောင့်နှေးနေတယ်လို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေစီကသိရပါဗျ။စစ်ကောင်စီကလုံခြုံရေးအကြောင်းပြပြီးည7နာရီကနေမနက်4နာရီအတွင်းရခိုင်မန္တလေးအမြန်လမ်းကိုဖြတ်တန်းခွင့်ပိတ်ထားတာနှစ်နှစ်နီးပါးရှိနေပြီးအခုချိန်ဟာငလင်ဘေးကြောင့်အရေးပေါ်အကူအညီတွေလှုံ့ဆော်နေရတဲ့အချိန်ဖြစ်ပေမဲ့လမ်းပိုင်းကိုဆက်လက်ကန့်သတ်ထားတာဖြစ်ပါတယ်။ ငလီဘေးတန်တင်ဒေတာတွေကိုတွားရောက်ကူညီတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီတပ်ကတင်းတင်းကြပ်ကြပ်စစ်ဆေးကောင်ကုညီကယ်ဆယ်ရေးအတွက်ခိုင်လုံတဲ့အချက်လက်တွေလိုအပ်တယ်လို့ပြောဆိုကာချင်းချောက်တာကြောင့်နောက်ပြန်လှည့်နေကြရတယ်လို့သိရပါတယ်ရှင်မြန်မာနိုင်ငံကငလင်တန်အသင့်ပြည်သူတွေကိုကူညီသွားမဲ့ Bank Matter ရန်ပုံငွေဂီတဖြော်ဝေပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာဧပြီလ၄ရက်နေ့ကပြုလုပ်ခဲ့ကြပါဗျ။ဒီဖြော်ဝေပွဲမှာတော့မြန်မာ၊ထိုင်းနဲ့ဂျပန်က Bank နဲ့ Matter Guitar ပွဲတွေ Guitar အဖွဲ့တွေဖြစ်ကြတဲ့ Vanilla Cake, Smoke Offset, Pubbus 2000နဲ့ Grapefruit တို့ကဖျော်ဖြေခဲ့ကြတာပါ။ဒီရမွန်ငွေဝဲက Guitar ဖျော်ဖြေပွဲကိုစီစဉ်သူတယောက်ဖြစ်တဲ့ Japan လူမျိုး Hideki Takasaki ကတော့ ငလင်းကြောင်ထိကဲခန်းစားနေကြရတဲ့မြန်မာပြည်သူတွေကိုကူညီနိုင်ဖို့စဉ်းစားရင်းရမုံငွေဂီတဖြော်ပြီးဝဲတစ်ခုလုပ်ဖို့စီစဉ်ခဲ့ရလို့ပြောပါတယ်။ဒီဖြော်ပြီးဝဲကရရှိလာတဲ့ရမုံငွေတွေကိုတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာအခြေစိုက်တဲ့ဖုနော့ဘုံမဲဆောက်ကိုလှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ မြန်မာနိုင်ငံမှာငလင်ပီးကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတာကိုနိုင်ငံတကာကမျက်ကွယ်မပြုဘဲစစ်ကောင်ဆောင်ကိုဖမ်းဆီးအရင်ယူပေးဖို့အမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနားကိုရောက်နေတဲ့မြန်မာပြည်သူတွေကဧပြီလ9ရက်နေ့မွန်လွဲပိုင်းမှာဆန္ဒပြထုတ်ဖော်ဝယ်ရီပြုလုပ်ခဲ့ကြပါတယ်။မူလကဆန္ဒပြပွဲကိုအစိုးရထောက်အောင်ဆိုင်ကတကူတော်ဆန္ဒပြပွဲအနေနဲ့ပြုလုပ်ဖို့စီစဉ်ခဲ့ပေမဲ့မြောက်ကယ်ရိုလိုင်းနားကိုရောက်နေတဲ့မြန်မာတွေပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ စကောင်းဆောင်ကိုအာဂျင်တီးနားတရားရုံးကဖန်ဝရန်ထုတ်ထားပေမဲ့ဧပြီလ3ရက်နေ့နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံမှာပြစ်လုခဲ့တဲ့ဘင်းစတက်အစည်းအဝေးကိုစကောင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးပြည်သူတွေကိုအကြမ်းဖက်တပ်ပြက်နေတာကိုမျက်ွယ်ပြုထားတဲ့အတွက်အိန္ဒိယနိုင်ငံတွေရဲ့နိုင်ငံတကာရဲ့ရည်တည်ချက်ကိုမြမအရေးတက်ကြွလှုပ်ရှားသူတွေကမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ငလင်စတင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ3ရက်နေ့အထိ9ရက်အတွင်းမှာစစ်ကောင်စီကနိုင်ငံတဝန်လေးချောင်းတိုက်ခတ်မှု68ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်58ယောက်သေဆုံးခဲ့ရပါတယ်ရှင်။နေပြည်တော်ငလင်တန်သိမ့်ပြည်သူတွေအတွက်စင်ကာပူကယ်ဆယ်ရေးအဖွဲ့ကနေယာယီစည်းကမ်းဖွင့်လှစ်ပြီးအခမဲ့စေကူတာပေးနေတယ်လို့သိရပါဗျ။ နေပြီးတော့ပြင်မနာလယ်ဝေးမြို့နယ်တွေကငလင်တန်တင့်ပြည်သူတွေကိုစင်ကာပူနိုင်ငံ Singapore Civil Defense Force OPS Lionheart Team ကကေဇယီအဖွဲ့တွေကထိခိုက်ဒဏ်ရာရှိသူတွေတရား cleaning လုပ်ချင်သူတွေနဲ့ငလင်ကြောင်ဆက်ဆက်ဖြစ်ပေါ်လာတဲ့ရောဂါတွေဖျားနာဝမ်းပြက်ဝမ်းလျှောခေါင်းကိုက်ဘိုက်နာဘိုက်အောင်ဝေဒနာတွေတွေကိုဧပြီလ5ရက်နေ့နဲ့6ရက်နေ့တွေမှာနေပြီးတော့မှရှိတဲ့ Sky Palace Hotel မှာအခမဲ့ဈေးကူတာပေးနေတယ်လို့သိရပါဗျာ နာရာရှိယောဂသည်တွေကလွဲလို့မိသူမဆိုလာရောက်ကူတာနိုင်တယ်လို့လည်းသိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလင်ကြောင်းနေပြည်တော်ဒေသအတွင်းမှာစုစုပေါင်း645ရောက်တိတ်ဆုံးခဲ့ပြီး843ရောက်ထိခိုက်ဒဏ်ရာရှိခဲ့ကောပျောက်ဆုံးနေသူ73ရှိတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးနန်းတော်ဘေးမှာအခမဲ့စည်းကမ်းတစ်ခုတရုတ်ကယ်ဆယ်ရေးအဖွဲ့ကဖွင့်ထားပါဗျ။ မန္တလေးမြို့မှာဆေးအဖွဲအရေးပေါ်လိုအပ်နေတာကြောင့်တရုတ်ကေဇယ်ရဲ့အဖွဲဟာတောက်ကြာနေကဆေးမှုထမ်းတွေကိုဆေးလွတ်ခဲ့ပါတယ် မြန်မာနိုင်ငံဟာမန္တလေးဟာမြန်မာနိုင်ငံရဲ့ငလင်တန်အထက်ခန်းစားခဲ့ရတဲ့မြို့လေးဖြစ်ပါတယ်။ငလင်ကြောင်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့သူတွေကိုဒီစည်းကမ်းကအခမဲ့ကုသမှုပေးနေပါတယ်။ဒီစည်းကမ်းမှာခွဲစိတ်မှု၊ကိုတွင်းအစိတ်ပိုင်းကုသမှု၊မိရက်နဲ့ကလေးကုသမှုစတဲ့ကုသမှု၄မျိုးကိုအထက်ကုသမှုပေးနေတယ်လို့သိရပါတယ်။တရုတ်ကစေးရဲ့အဖွဲ့၃ခုကအထူးကုဆရာဝန်တွေပူးပေါင်းပြီးဒေသခံတွေကိုယောဂရှာဖွေပေးတာတွေကုသမှုပေးတာတွေပြုလုပ်နေကြပါတယ်။လက်ရှိအချိန်မန္တလေးမှာရှိတဲ့စေယုံတွေကအရေးကြီးလူနာတွေကိုသာ လက်ခံပြီးအထွေထွေကျန်းမာရေးစောင့်ရှောက်မှုတွေမလုံလိုက်သေးတာကြောင့်ဒေသခံတွေကအခမဲ့ဈေးကန်းတွေကိုပဲအားကိုးနေကြပါတယ်။ဒီအခမဲ့ဈေးကန်းမှာ X-ray ဇက်တွေလက်နဲ့ကင်ပြီးဆက်သက်နိုင်တဲ့ ultrasound တွေနဲ့အခြားဆေးရုံသုံးပစ္စည်းတွေနဲ့ကုသမှုတွေပေးနေကြပါတယ်။နန်းတော်နာမှာရွှေပြောင်းနေထိုင်ကြတဲ့ငလင်ဘေးတဲ့ဒေသခံတွေထဲမှာစေကန်းလာမပြနိုင်တဲ့တက်ကြီးရွယ်အိုတွေလည်းရှိနေကြပါတယ်။ဒီလိုစေကန်းပြဖို့အခက်အခဲရှိနေသူတွေကိုလည်းသူတို့နေထိုင်ရာနေရာအထိလိုက်လံကုသမှုတွေပြုလုပ်ပေးနေတယ်လို့လည်းရိုက်တာကဖော်ပြထားပါတယ်ရှင်။ ဂျပန်အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ဟာငလင်တန်သစ်မန္တလေးမြို့မှာရှိတဲ့လူနာတွေကိုဧပြီလ၄ရက်နေ့ကစတင်ပြီးကုသမှုပေးနေခဲ့တယ်လို့အေဂျင်စီကဆိုပါတယ်။ ဆရာဝန်တွေတူနာပြူတွေပါဝင်အဖွဲ့ဝင်32ဦးပါဝင်တဲ့ JIC ရဲ့အဖွဲ့ဟာဧပြီလ2ရက်နေ့ကမြန်မာနိုင်ငံကိုအကူအညီပေးဖို့ရောက်ရှိလာတာပါဒီဘွဲဟာမြန်မာနိုင်ငံမှာနှစ်ပတ်လောက်လူနာတွေကိုကူတာမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ဒီဘွဲဟာမန္တလေးမြို့မှာယာယီတဲတွေထိုးပြီးလူနာတွေရဲ့အခြေအနေကိုစစ်ဆေးပေးတာတွေ၊ဆေးကုသပေးတာတွေပြုလုပ်ပေးနေပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်မန္တလေးနဲ့စကိုင်းတို့မှာအဆောက်အဦပြိုကျပျက်စီးခဲ့ရပါတယ်။လက်ရှိအချိန်မှာငလင်တန်အစ်ပြည်သူတွေဟာရေအစားအစာနဲ့ခိုးလုံရနေရာတွေကိုလိုအပ်နေတယ်လို့သိရပါတယ်ရှင်။ ကလင်တန်ကိုအကြီးအကျယ်ခန်းစားခဲ့ရတဲ့မန္တလေး၊စကိုင်းနဲ့ပလိမ်မြို့တို့မှာဧပြီလ9ရက်နေ့ည9:00နာရီဝန်းကျင်ကမိုးတီထန်စွာရွာသွန်းခဲ့ပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်ကလင်တန်တင့်ပြည်သူတွေနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတွေအခက်အခဲကြုံနေကြပါဗျ။ငလင်ဘေးတင့်ပြည်သူတွေဟာလမ်းတွေပေါ်နဲ့ကွင်းပြင်တွေမှာထွက်နေကြရတဲ့အချိန်လေကျန်းတိုက်ပြီးမိုးရွာသွန်းခဲ့တာကြောင့်မိုးတွေလည်းပျက်စီးပြီးဒုက္ခတွေရောက်ကုန်ကြတယ်လို့မန္တလေးအခြေစိုက်လူမှုကွန်ရက်ကယ်ဆယ်ရေးအသင်းရဲ့အတွင်းရေးမှူးတစ်ယောက်ကပြောပါဗျ။ ယာယီမိုးကတဲအဆောက်အုံတွေပျက်စီးသွားသလိုလျက်စစ်မီးတွေလည်းပြတ်တောက်သွားခဲ့တယ်လို့သိရပါဗယ်။ငလင်တန်ကိုအပြင်းထန်ခံစားခဲ့ရတဲ့သခိုင်းမြို့မှာလည်းမိုးကြိုးလေထန်းခဲ့တာကြောင့်ပြည်သူတွေအခက်အခဲဖြစ်နေပြီးအရေးပေါ်အကူအညီတွေလိုအပ်နေရလို့ငလင်တန်ကြောင့်ကြောင်းပြူကြခဲ့တဲ့စကိုင်းမျိုးကဆရာတော်တပါးကမိန်ပါတယ်။ငလင်တန်တဲ့ပလိမျိုးမှလည်းမိုးရွာမိုးချိန်ပြီးလေပြင်းတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်ရှင်။ ငလင်တန်ကြောင့်ထိခိုက်သေးဆုံးသူတွေကိုတရောက်ကိုကြက်ဆယ်သိန်းထောက်ပံ့ပေးသွားမယ်လို့စစ်ကောင်းဆောင်ကဧပြီလ9ရက်နေ့နေပြီးတော့အစိုးရအဖွဲ့ရုံးမှပြုလုပ်တဲ့အစည်းအဝေးမှာပြောခဲ့ပါတယ်ငလီတန်ကြောင့်ထိခိုက်ဒေဆုံးခဲ့ရသူတွေကိုကြက်ဆယ်သိန်းထောက်ပံ့ပေးမှာဖြစ်တယ်လို့အဆောက်အုံပြည့်စည်မှုတွေကိုလည်းထောက်ပံ့ကြေးပေးသွားမယ်လို့စကောင်းဆောင်ကပြောပါရယ်။ နိုင်ငံပေါင်း24နိုင်ငံကမြန်မာနိုင်ငံငလင်အတွက်လှူဒန်းထားတဲ့အလူငွေဟာဒေါ်လာတန်နဲ့ချီရှိပြီးတော့စစ်ကောင်စီကတည်ဆုံးသူအကုန်လုံးတွက်ပေးတဲ့ထောက်ပံ့ကြေးကပြည်တွင်းအလှူရှင်တယောက်ရဲ့အလူငွေတောင်မရှိဘူးဆိုပြီးပြည်တွင်းပရာဟိတသမားတယောက်က DV ကိုပြောပါတယ်ဒါပြင်စကောင်းဆောင်ကနိုင်ငံတကာမှာငလင်တန်တဲ့ပြည်သူတွေအတွက်အစားအသောက်တွေတကူရီသုံးပစ္စည်းတွေနဲ့ယာယီနေထိုင်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေယာယီစေယုံတွေလုံလောက်စွာရရှိစေဖို့ထပ်မံအကူအညီတောင်းထားတယ်လို့လည်းသိရပါဗျရှင်။